တဲ့ဟာလေးတွေကိုချွေးပြီးတော့ပြပြပေးသွားမယ်။အပထမဆုံးသလုံးနေရကပြပြချင်တာကကျတော့ပါဠိလေးဆိုတော့ rain eat လို့ခေါ်တဲ့စကားလုံးလေး။အမှန်ဒီ rain eat ကနော်။ဘာနဲ့တွေ့တဲ့ rain eat လေးဆိုတော့ o လေးအဲကျေသူတုတ်ပြန်ခြင်းလို့ခေါ်တဲ့ဒီဟာလေးနော်။အဲ့ဒီခန်းကြီးလေးဟို rain eat တလုံးလေးရှိသေးတယ်။အာပါဠိလေးဆိုတော့အဲ rain eat လေးတလုံးကကျတော့သူကလေး rain eat ပဲအပန်ထွက်က။ဒါပေမဲ့ rain eat ပြန်မယ်သူ rain eat ကကျတော့ဒီမှာဥပမာလို့ပြောတဲ့နေရာမှာတုံးနေ rain eat ဆိုတဲ့စကားလုံးလေး ဲ့တော့အပေါ်ဟာကတော့များသောအားဖြင့်တွဲလေးရှိတာကကျတော့ O V E A ကျေးဇူးတုတ်ပြန်ခြင်းလို့ခေါ်တဲ့နေရာမှာသုံးရဲစကားလုံးလေးเนาะအဲ့တော့ဒါလေးကိုတေချာလေးမှတ်ထားမယ်အပေါ်ကတစ်ခုကကျတော့ရေးထားတဲ့ဆွဲချက်ကလေးပုံစံလေးကဘာလို့လဲဆိုတော့ ေစုတုတ်ပြန်ခြင်းမှာတုံးနဲ့အိုးနဲ့ဤကကျေစုတုတ်ပြန်ခြင်းအဲဒီနေရာမှာတုံးနဲ့ရဲဤလေးကကြတော့သူကဘလိုနေရာမှာတုံးတာလဲဆိုတော့သူတို့နေလေးနေရှိလို့ပေါ်တဲ့စကလုံးနည်းနဲ့ပေါင်းဟဆိုတာကအိုးနဲ့ဤဆိုရင်နေရာနဲ့တွဲတုံးတာအဲ့လိုမဟုတ်ဘဲနဲ့ယူယူတတန်းသူတို့လေးတလီလဲပါရမယ်ခဏခဏတလီရောရီလီရောတွဲပြီးတထားရဲ့ရဲဤကကြတော့ကိုရင်အေးစမ်းမယ်ဥပမာဆိုပြီးတော့တုံးတဲ့နေရာမှာတုံးနဲ့ရဲဤလေးနော် အားလေးနဲ့ကွက်ပြောင်းလဲသိရမယ်နောက်တစ်လုံးလေးကကျတော့ဘာလေးလဲကျတော့အဲသူနဲ့နည်းနည်းစင်တူတာဘာလေးလဲကျတော့ဥဣဝါဥလို့ခေါ်တယ်တင်းပတယ်လို့ခေါ်တယ်သကလုံးလေးဓာလေးပါအဲအဲ့ဒီပေါင်းဆက်ထားရတဲ့ဟာလေးတစ်ချက်လောက်ကြည့်ကြည့်လိုက်ရင်နေလေးခတာခဏနေလေးနဲ့အနောက်ကဘာလေးလဲကျတော့ကိုရီတည်ထားတဲ့အနီလို့ခေါ်တယ်အကိုခန်းစီလေးဟုတ်တယ်နော်အန်ဖိုတုံးကကိုရီတည်ထားတဲ့အနီလို့ခေါ်တဲ့အကိုခန်းစီလေးပါအဲ့ဒါလေးနဲ့ပေါင်းဆက်ပြီးတော့ထားထားတာအဲ့တော့အနီကအကိုကို ပြောတဲ့စကလုံးလေးအကိုဟုတ်ပြီအခုပြောတဲ့နင်းနဲ့အာနီလေးနဲ့ပေါင်းထားတဲ့စကလုံးကကြတော့ဘာလေးဖြစ်မလဲအီဝါဥလို့ခေါ်တယ်အီဝါဥဆိုတာကဘာဖြစ်မလဲအီဝါဥဆိုတာက ကျင်ပဒီဆိုနေရာမှာတုံးနေဣဝါဥလီနော်တော့အဲ့လေးလည်းကွဲပြားပြီးသိရမယ်နောက်တစ်လုံးလေးကြည့်ကြည့်မယ်နောက်တစ်လုံးမှကျတော့ပါဠိလေးဆိုတော့ဟာဂျီမေတဲ့အဲ့ဟာဂျီမေတဲ့ဆိုရယ်ပထမဦးဆုံးလို့ဘာလို့တုံးနေဒီစကလုံးလေးပါအဲ့တော့သူကလည်းဘာနေပဲပေါင်းချက်ပြီးရေးထားတာလေဆိုတော့ဆိုတော့နဲလီနဲ့သူ့အနောက်မှာပါတဲ့စကလုံးလေးကိုမြင်ပူကြလိမ့်မယ်ပါဠိလေးဆိုတော့ချစ် ခတာလို့ခေါ်တယ်ဒီစွမ်းအားခံဒီလေးနဲ့နည်းနည်းလေးခက်ဆင်ဆင်ဖြစ်တယ်ဆိုပြီးတော့မှတ်ထားပြီးတိုင်းเนาะဒါလေးဒီက M5 M4 ကစကောင်းလို့နေနည်းနည်းပေါင်းဆက်ပြီးတော့ရေထတာဖြစ်တဲ့အတွက်သူတို့ကိုလည်လာလိုက်လို့လည်းအကျိုးမရောက်ပါဘူးเนาะတခါလေးလည်းမှတ်မိတော့အောင်လို့ပါအဲ့ဒီတွေ့တခါလေးကြည့်ပါမယ်အဲ့တော့ချစ်ခတာဒါတော့ချစ်ခတာဆိုတာကဘာလဲဆိုတော့အင်အားလို့စွမ်းအားလို့မှာတုံးတယ်စကလုံးလေးနော်အဲ့တော့ဆွမ်းနာကပြောတဲ့ဟာလေးပြန်ပြောကြအောင်အဲ့ဆွမ်းနာပြောတဲ့ဟာလေးကကျွန်တော်ဟာချင်းမေတူတော့နေလေးနဲ့ဘာလေးနဲ့ပေါင်းထားတာဆွမ်းဟာခန့်ဒ ကြီးလေးနဲ့ပေါင်းထားတာဒါဆိုရင်သူ့ရဲ့နာမည်ကဘာဖြစ်မလဲဟာဂျီမေတဲပထမဦးဆုံးဟာဂျီမေတဲအဒီနီယာမှာတုံးတာဟာဂျီမေတဲရဲ့အတိတ်ကဘာဖြစ်မလဲပထမဆုံးအဲပထမဦးဆုံးနဲ့ရရယ်နော်ပထမဦးဆုံးအဲပထမဦးဆုံးဟာဂျီမေတဲပထမဦးဆုံးသူ့နာမည်မှာတုံးတာပါနော်အဲ့တော့အမဆိုရင်နည်းနည်းအခွဲလေးပြန်ပြောပြမယ် မေပေါ်ပြမယ်အပေါ်တစ်ခါကျတော့ ole e ole ဆိုတာကဘာဖြစ်မှလဲကျေးဇူးတုပ်ပြန်လဲဆိုတဲ့နေရာမှာ၃ရက်စကလုံးတစ်လုံးရှိမယ်ပြကြရင်နောက်တစ်ခုကဘာလေးရှိအောင်မလဲကျင်းပတယ်လို့ခေါ်တဲ့ iwao kanji လေးလည်းရှိမယ်ပြီးရင် hachi me te prama song ဆိုတဲ့၃ရက်နေရာမှာရှိမယ်နောက်တစ်ခုကျတော့သူတို့နဲ့ပုံဆက်ပြီးတော့ငါတာ hachi me te ဆိုရင်သူကချစ်ခါတာဆိုရယ်ဆိုတော့ kanji လေးနဲ့ပေါင်းပြီးရေးထားပေးတာဟုတ်တယ်နော် ပြကြရင်နောက်တစ်ခုအဲဒီမှာပေါ့အဲကျင်းပတယ်လို့ခေါ်တဲ့စကလုံးလေး iwao ma ဆိုရင် ani ဆိုရယ်အကုန်းနဲ့ပေါင်းထားတယ်အပေါ်က o တွေရကျတော့ဘာနဲ့မှတ်တယ်လဲကျတော့ red ink လို့ခေါ်တဲ့ဥပမာနဲ့မှတ်တတ်တယ်เนาะဒါနည်းကိုသိချာလေးသိထားရင်ရပါပြီ